ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကောင်းသာမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကပြည်သူ၁၀ဦးကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးပြီးတော့နတ်ဆောင်ကျေးရွာကိုမိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုဗ ెంబ ာလ16ရက်နေ့ကစတင်ပြီးတော့တောင်ကမြင်းညာလမ်းမိုင်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများနဲ့ပြူစောတိများပူးပေါင်းထားတဲ့စစ်ခွေးစစ်ကြောင်းဟာလမ်းမိုင်းတစ်လျှောက်မှာရှိတဲ့ကျေးရွာများကိုဇက်တိုက်ဝင်းရောက်စီးနှင်းကပြည်သူများကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးပြီးတော့နေအိမ်များကိုဇက်တိုက်မီးရှို့နေခြင်းဖြစ်တယ်လို့သိရပါတယ်။မနေ့ကဒီဇင်ဘာလ10ရက်နေ့မှာအဲ့ဒီစစ်ကြောင်းဟာနက်ဆောင်ကျေးရွာအတွင်းမှာရှိတဲ့ပြည်သူဝိုင်းနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာနေအိမ်များကိုမီးရှို့ဖျက်ဆီးပြီးတဲ့နောက်လမ်းသွားလမ်းလာပြည်သူ10ဦးခန့်ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီး 每年七月半，恩施是也免不了来来色色的热闹的啊！娃嘞，而且咱们是可以说哈，到了每年腊月的上半期，咱们七月、三九月、扬州月、白干九月、春节月内，一年月内个民俗开始个进行。 နေအလုံး900နီးပါးမီးလောင်ပြာကျခဲ့ရတယ်လို့သိရပါဗယ်အလားတူပဲမနေ့ကတောင်တာမြို့စွတ်ကျဲဆက်ရုံမှာတက်ဆွဲထားတဲ့အင်အား85ဦးပါတယ်အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာ Forger Nasi Life တဲ့ဇီးနဲ့ AC ကဇီးတို့နဲ့တောင်တာမြို့တောင်ဘက်အထွာ Gas Pipeline တစ်လျှောက်စစ်ကြောင်းထိုးလာပြီးတော့ငကူးရွာကိုဝင်းအောင်စီးနင်းခဲ့တယ်လို့သိရပါတယ်တောင်တာမြို့နယ်ထဲမှာအခုဆိုရင်စစ်ခွေးစစ်ကြောင်းကနှစ်ကြောင်းတောင်ရှိနေပါတယ်တောင်တာမြင်းရံလမ်းမှာစစ်ခွေးစစ်ကြောင်းတစ်ကြောင်းနဲ့တောင်တာမြို့တောင်ဘက်အထွာမှာတစ်ကြောင်းပေါ့ အဲ့ဒီနှစ်ချောင်းကအခုဇက်တိုက်ထိုးနေတာပြည်သူတွေလည်းဖမ်းဆီးခံထားရပါတယ်။ရွာတွေကိုလည်းဇက်တိုက်မိရှို့နေတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။